ဟိုဒါသူတို့ရဲ့စကန်ကိုသွားတိုက်တယ်ဗောနော်သွားတိုက်တဲ့အချိန်မှာအဲ့စကန်ကိုကူဖို့အတွက်စစ်ကိုလှုပ်တယ်အဲ့စစ်ကြောင်းကိုမထက်ဖြုတ်တယ်အဲ့လိုပုံစံမျိုးတွေထိဖြစ်အောင်လှုပ်လိုက်တယ်ဗောနော်မင်္ဂလာပါကျွန်တော်ဒီနေ့မှလေးပေါ့နော်အတိရတဲ့သတင်းတွေအဲစုံစမ်းသိရှိရတဲ့ဟာတွေပြီးရင်ကျွန်တော်အမြင်လေးတွေပြီးရင်အတက်ဆက်အကြောင်းအရာတွေအဲဥစားနဲ့ပတ်သက်လို့ ဝေမျှခြင်းပါတယ်ဗောနော်အဲကျွန်တော်တို့အခုလိုမျိုးပြောတိုင်းမှာတစ်ဖက်ကကောင်တွေကလည်းပြောရရှိအာမင်းတို့ကောင်တွေ PDF တွေမသေးဘူးလားဘာလားညာလားဗောနော်အာမင်းတို့ PDF တွေက Power Ranger တွေလားဒါမျိုးပုံစံမေးတဲ့ကောင်တွေလည်းရှိတယ်ဗောနော်အပြည့်တို့တို့တဆင့်တဆင့်တော့နှိမ့်နှိမ့်လာတာရှိတယ်အဘာလို့လဲဆိုတော့အာမင်းတို့မျိုးတမျိုးရအောင်သိမ်းပြလေအဲပြီးရင်စခန်းတစ်ခုရအောင်သိမ်းပြလေအာပြီးရင်တရင်ဌာနချုပ်ရအောင်သိမ်းပြလေဒါမျိုးပုံစံမျိုးတွေပြောလာတဲ့ခါတိုင်းမှာတလင်းတက်ဖွဲ့တွေကရတယ်မင်းတို့ပြောသမျှဟာအကုန်လုံးလောက်ပြမယ်ဆိုပြီးတော့ တက်တက်ပြီးကြိတ်တယ်ပေါ့နော်ကြိတ်တဲ့ချိန်မှာတကယ်လည်းရတယ်တကယ်လည်းထိန်းနိုင်နေတဲ့မြို့တွေရှိတယ်တချို့နေရာတွေမှာဆိုရင်အဲဘယ်လိုပြောမလဲဟိုလုံးဝစစ်ကောင်စီရဲ့ရန်ကြီးကလုံးဝရဆိုင်သွားတာဒါအညာဘက်မှာတချို့နေရာတွေရှိတယ်ပေါ့နော်ရဆိုင်သွားတဲ့ချိန်မှာမီတာဆောင်စရာမလိုတော့တာတို့အဲ့လိုမျိုးပုံစံတွေကဆာရှိတယ်နော်လုံးဝကိုဒါပြည်သူတွေကတကယ်လွတ်မြောက်သွားတဲ့အနေအထားကြီးကိုဖြစ်နေတာတဲ့နေမြေတွေရှိတယ်စစ်ကောင်စီဘလောက်ထိအခြေအနေဆိုးနေလဲဆိုတာပြောတာပါအဲ့အဲ့လိုမျိုးတွေပြောတဲ့ခါမှာဒီဘက်ကတပ်ဖွဲ့တွေကတက်တည်ပြတယ်အဲ့အဲ့တော့ကျတဆင်းလျှော့ပြီးတော့ထပ်ပြောလာအာမင်းတို့တွေ အဲဘယ်နည်းအထိန်တိုင်းမှာလဲဘယ်လောက်ထိန်တိုင်းမှာလဲအချိန်အချိန်တိုင်းရင်ပြန်ပေးရမှာပဲအဲဒါမျိုးပုံစံမျိုးကြီးလဲပြောတာကြီးလဲရှိတယ်ဗောနော်ဒါပေမဲ့အဲ့လိုပြောတဲ့အချိန်မှာလဲပြန်ပေးရတဲ့ဟာအခုချိန်ထိဒါမရှိတာလေဖြစ်လာတော့ကြတော့တို့တွေတဖြည်းဖြည်းနဲ့တော့အဆင့်နေလျှော့လျှော့လာတယ်ဒါအပြင်မှာပို့ဆိုးတာကတို့အရန်ကိုဘောမထားပါတယ်ဆိုတော့ဒီစကားစဗောနော်ဒါအာရှင်မင်းအွန်လိုင်းနဲ့စကားစကိုပြန်ပြီးတော့တိုက်ခိုက်တဲ့အဆင့်မျိုးကြီးဖြစ်လာတယ်အဲ့ဒါခုရထဲမှာဆိုဆိုဘုန်းကြီးတို့ကိစ္စတွေဗောနော် တော့ဘုန်းကြီးဒါကျွန်တော်နည်းနည်းတော့ပြင်းတယ်ဗောနော်ဘာလို့လဲဆိုတော့ဒီကောင်အရန်ကရက်ထားတဲ့ကောင်လေနော်အဲဒီန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 ီဒီနေပါလေလှုပ်တာအဲအကောင်အကောင်အကောင်ကြီးဟာတာကျွန်တော်မကြည့်ရတော့ဘူးဗောနော်ဘာဖြစ်ဖြစ်အခုလိုမျိုးတို့အချင်းချင်းကြိုက်တယ်ဆိုတဲ့ဟာလေကောင်းပါလေပြီးတော့ကျတော့တို့ဘက်မှာအာမလို့အာမရဖြစ်တဲ့ကောင်တွေဗောနော်တို့ရဲ့အဘကိုအာမလို့အာမရဖြစ်ပြီးတော့ဆဲတဲ့ကောင်တွေကများတယ်ဗောနော်အဲ့လိုကောင်မျိုးတွေအခုဆိုရင်အမိကုံနေလောက်ပြီအဲအဲ့လိုအဲ့လိုပေါ့စစ်တပ်ကတည့်ရတိုင်းပဲအာနာရှင်က သူ့ကိုထိတဲ့ဘဲကောင်မဆိုသူ့ကိုပြောတဲ့ဘဲကောင်မဆိုသူ့ကိုထောက်ခံတဲ့ကောင်ဖြစ်ဘာဖြစ်ဖြစ်အဲ့လိုမျိုးမမရန်လုတ်တယ်ဆိုတဲ့ဟာကိုသိစေချင်တာပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ခွင့်ချင်ခဲ့တဲ့ပြဿနာထားလိုက်တော့ဒါအရင်ဆုံးတော့ဒါကြောင့်ကင်းနီပေါ့နော်ယင်းနီလိုက်ကောင်မျိုးနဲ့စစ်တပ်စခန်းနဲ့ဒါစစ်စစ်ကူစစ်ကြောင်းတစ်ကြောင်းကိုပြင်းတယ်ပေါ့နော်တော်လိုင်းတပ်ဖွဲ့တွေကပြင်းတယ်ပြင်းတဲ့အချိန်မှာဒါလက်နဲ့ရှစ်လက်ဆက်ဆက်ပစ္စည်းခဲရနေရတယ်တိတ်ဆုံးတဲ့ဟာအယောက်20ကျော်လောက်တိတ်ဆုံးတယ်ပေါ့နော်အဲ့တော့ဒါတပ်ဖွဲ့မှတန်းနေလဲထွက်လာရတယ်တွေ့ရလိမ့်မယ်အဲ့တော့ တပ်ဖွဲ့တွေကခုနောက်ပိုင်းတိုက်ဆွမ်းရေးနဲ့ပတ်သက်လို့ပြောမယ်ဆိုရင်တပ်ဖွဲ့တွေကကြိုးတင်ပြီးတော့တွက်ဆပြီးတော့လှုပ်တဲ့အရာတွေကတကယ်ကိုမြေပြင်မှာထိရောက်တဲ့အရာတွေဖြစ်လာစစ်ကောင်စီကဘာလို့မလဲရိုးရှင်းရှင်းပဲပြန်စင်းစားကြည့်မယ်စကန်းတစ်ခုတိုက်ခံရတယ်အနည်းဆုံးမှရှိတဲ့စစ်ကြောင်းတစ်ကြောင်းကိုလှုပ်ပြီးတော့စစ်ကူပေးမယ်လက်နက်ကြီးမှီပါရယ်ဆိုတဲ့နေရာတွေပေါ့နော်စကန်းတစ်ခုကိုဒါလက်နက်ကြီးပြက်ခတ်တိုက်ခိုက်တာမျိုးတွေလှုပ်ခိုင်းမယ်ပေါ့နော်လှုပ်ခိုင်းမယ်ဒါအပြင်သူလုံးနိုင်တာမရှိဘူးအဲ့ထက်ပိုလာရင်လေကြောင်းတိုက်ခိုက်မှုလုပ်မယ်ဒါပဲရှိတယ် မြေပြင်မှာအဲ့လိုမျိုးဟာတွေကိုတော်လိုင်းတပ်ဖွဲ့တွေကတဖြည်းဖြည်းနဲ့ပို့ပို့ပြီးတော့တိလာတဲ့အခါစွမ်းရည်တွေပြိလာတဲ့အခါကျတော့ဇကန်းတစ်ခုကိုတိုက်မယ်ဆိုတဲ့အခါကျရင်အဲ့ဇကန်းကိုဘယ်လန်းကြောင်းကနေစစ်ကူလာနိုင်လဲဆိုတာအဲ့ဒါတွက်ချက်ပြီးသားလာတဲ့စစ်ကိုအကုန်ဖြတ်ကျုံးတာအခုလည်းအဲ့လိုပဲဇကန်းကိုလာတိုက်တယ်သူဒါသူတို့ရဲ့ဇကန်းကိုသွားတိုက်တယ်ပေါ့နော်သွားတိုက်တဲ့အချိန်မှာအဲ့ဇကန်းကိုကူဖို့အတွက်စစ်ကူလှုပ်တယ်အဲ့စစ်ကြောင်းကိုမထပ်ဖြုတ်တယ်အဲ့လိုပုံစံမျိုးတွေထိဖြစ်အောင်လုပ်လိုက်တယ်ပေါ့နော်အဲ့တော့တဖက်မှာဘာဖြစ်လဲဆိုတော့စစ်ကောင်စီတပ်သားတွေကတခုခုဖြစ်ပြီးဆိုတာနဲ့သူကမဟုတ်စီကိုစစ်ကူလည်းလာနိုင်မှာမဟုတ်ဘူး စစ်ကူလာရင်လည်းရောက်မှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးကြီးဖြစ်လာတယ်။အဲ့တော့သူတို့ရဲ့စိတ်ဓာတ်တွေပုံပုံပြီးတော့ပြက်ပြားလာတယ်။စိတ်ဓာတ်တွေကြာဆင်းလာတယ်။ကျွန်တော်စုံစမ်းသိရှိရတဲ့အချို့အကြောင်းအရာတွေဆိုရင်အထက်ထဲမှာနှစ်ဖွဲ့ကွဲကွဲနေရရှိတယ်။အဲ့ဒါကဘာလဲဆိုတော့တော်လိုင်းတက်ဖွဲ့တွေလာတဲ့ခါကျရင်ငါတို့အသာတကြီးလက်နှချမယ်။အဲပြီးရင်အဲ့လိုမှဒါကဒါသူတို့စဉ်းစားထားတဲ့နောက်ဆုံးအဆင့်လာတိုက်မယ်ဆိုတဲ့အဆင့်အဲ့လိုမှမဟုတ်ရင်သူတို့ဆက်သွယ်ပြီးတော့ထွက်မယ်ပေါ့နော်။အဲအဲ့အဲ့ထက်အခွင့်အရေးပို့ရရင်သူတို့ဆက်သွယ်ပြီးထွက်မယ်။ ဒါပေမဲ့ချိတ်ဆက်ဖို့အတွက်ခက်ခဲနေတာတွေပြဿနာရှိတယ်အဲ့ဒီအပိုင်းတွေကိုတော့ကျွန်တော်တို့လည်းတက်နိုင်သလောက်တော့လိုက်ပြီးချိတ်ဆက်ပေးနေတယ်အခုရက်ထဲမှာကိုပဲဆွဲထုတ်နိုင်ခဲ့တဲ့သူတွေလည်းရှိတယ်ပေါ့နော်ရှိတော့တပ်ဖွဲ့တွေကလည်းတကယ်ကိုစ조사ပြီးတော့ကူညီပေးကြတယ်အဲ့တော့အဲ့ဒီဥစ္စာအတွက်ကိုလည်းတကယ်တပ်ဖွဲ့တွေကိုတကယ်ကျေးဇူးတင်တယ်အခုအချိန်ထိဒါမျိုးအလုပ်တွေမှာစိတ်ပါဝင်စားစွာနဲ့လုပ်ပေးနေလို့ပေါ့နော်အဲ့တော့တစ်ဖက်မှာကလည်းဒါမိသားစုတွေအနေနဲ့ပေါ့နော်ကိုယ့်ရဲ့သားသမီးဒီလိုဖြစ်ပြီဆိုတာနဲ့မဖြစ်ခင်နဲ့ကလည်းပြောပါ ဖြစ်သွားပြီဆိုတဲ့အချိန်မှာလောက်ကန်ရရတော်တော်လေးခက်ခဲရရှိတယ်။အဲ့တော့အဲ့အပိုင်းနေမှာဒါနည်းနည်းလေးပေါ့နော်ပို့ပြီးတော့ကိုယ့်ရဲ့သားသမီးဒုက္ခမရောက်စေရေးအတွက်အဲတချို့အဲလှုပ်တင်လှုပ်ထိုက်တဲ့ဟာမျိုးလေးတွေကိုလှုပ်စေခြင်းနဲ့တပ်ဖွဲ့တွေကအမြဲတမ်းကူညီဖို့အသင့်ရှိပါတယ်ပေါ့နော်။အဲ့တော့အဲ့လိုတွေဖြစ်ပြီးတော့နှစ်ပိုင်းကွဲတာမျိုးတွေရှိတယ်။အဲတစ်ဖက်ကကြတော့အဲနောက်တစ်ဖွဲ့ကကြတော့သူကစစ်ကောင်စီဘက်ကခိုင်းတဲ့ဟာမှန်သမျှတည်တဲ့အထိလှုပ်မယ်ဆိုပြီးတော့လုံးဝနှစ်ပိတ် ဘာမှမတွေးတော့ဘဲနဲ့လုံမယ်အသက်သေးတဲ့အထိဒါအသေးလားသေးလားတော့မှပုံမြက်သေးတယ်ဆိုပြီးတော့တွေးနေရကောင်းနေလည်းရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုကောင်မျိုးတွေကတော့ဒါထည့်ပြီးတော့ပြောကြမလို့တော့ဘူးဒါပေမဲ့စကန်တစ်ခုတစ်ခုတိုက်ပြီးဆိုတဲ့အချိန်မှာအချို့ကြာပါတယ်ဆိုတဲ့စကန်တွေကဒီလိုကောင်မျိုးတွေရှိနေလို့ကြာနေတာအဲ့လိုကောင်မျိုးတွေကမင်းတို့ထွက်ရဲထွက်သွားကြည့်မင်းတို့ပြေးရဲပြေးကြည့်မင်းတို့ဟိုကတက်ပါပြီးရင်မင်းတို့ကောင်တွေပြေးရဲပြေးကြည့်နောက်ငါတို့ကလည်းပြင့်ပါအဲ့လိုပုံစံမျိုးတွေလုံနေလို့တချို့စကန်တွေကကြာနေရရှိတယ်တကယ်တကယ်လည်းသူတို့ရဲ့စိတ်ဓာတ်တွေကပြက်ပြားနေကြပြီပေါ့နော်အဲအကြောင်းမလို့လေအခု ဒါစကန်တစ်ခုတိုက်ခိုင်းရတယ်လာတဲ့စစ်ကြောင်းမှာပြင်းပလိုက်တယ်လက်နက်ခဲရကနေရတယ်အထီးကိုင်းနေတယ်အောင်မြင်မှုရတယ်ဒါပဲစကန်ကနေပြီးဆုံးသွားတဲ့အခါအဲ့နေရာတွေကတော်လိုင်းတပ်ဖွဲ့တွေကထိန်းချုပ်နေမြေတွေဖြစ်လာတယ်ဒီဥစ္စာပဲဒါကလုံးဝနောက်ပိုင်းရိုးရှင်းတဲ့ကိစ္စပေါ့နော်နောက်ခုကတော့ဒါကျွန်တော်ရှေ့မှာပြောခဲ့သေးတယ်ဒီဘုံမှုချုပ်ချုံထုံးအောင်ပေါ့နော်အဲဒီစစ်ကောင်စီဘက်ကပေါ့နော်အဲအဲ့ကောင်ရှင်းလင်းခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော် ဒီကောင်လေးလုံနိုင်တဲ့ဟာတွေကိုကျွန်တော်ပြောပြတဲ့ခါမှာကျွန်တော်ပြောခဲ့ဘူးတဲ့အဲ့မှာတွေးတဲ့ပြည်သူတွေကိုဖမ်းပြီးတော့ဒါပြလိုက်မယ်ဒါလုံးဝပေါ့နော်တို့တက်တဲ့အနေနဲ့ဘာဖြစ်လို့လဲဆိုတော့တို့ကအထက်ကဖိအားပေးရမင်းလူတယောက်ငါတို့စီမှာဒီလိုမျိုးဖြစ်ထားတဲ့လူတယောက်ငါတို့စီကအဲခေါင်းဆောင်မိုင်းလိုပဲပြောပါတော့အဲ့လိုအကြီးပိုင်းထဲမှာပါတဲ့လူတယောက်ကိုအဲ့လိုလွယ်လွယ်ကူကူနဲ့ရှင်းလင်းခံရတဲ့ဟာကိုပေါ့နော်မင်းတို့အနေနဲ့ဒါရအောင်ဖမ်းဆီးပေးရအောင်ဖော်ထုတ်ပေးဆိုပြီးတော့ပေးတဲ့ဖိအားတွေရှိတယ် အဲ့လို PR တွေကိုအောက်မှာရှိတဲ့ကောင်တွေကအခုလိုပဲဖြည့်ရှင်းကြရတယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောပြပြပြခဲ့ဘူးလို့ပေါ့နော်အခုတကယ်လည်းအဲ့လိုဖြည့်ရှင်းနေတဲ့ကောင်လေအခုဆိုရင်ဒါအဲ့ဒီကောင်ဒါရှင်းလင်းခံရတဲ့အချိန်မှာပေါ့နော်ရုပ်ကြံခဲ့တယ်ဆိုပြီးတော့ဒါ16ရောက်ပေါ့နော်ပြည်သူ16ရောက်ရဲ့စရင်ကိုထုတ်ပြန်လာတယ်အဲ့ထဲမှာ6နှစ်အရွယ်ကလေးတောင်ပါတယ်ဟာအဲ့လိုမျိုးကြီးအဲ့6နှစ်အရွယ်ကလေးကဘလို့သွားပြီးတော့ဒီအကြံဉာဏ်တွေပေးမှလဲဘလို့သွားပြီးတော့ဒီလက်နဲ့ကြိုင်မှလဲဘလို့သွားပြီးတော့ဒီလိုပူးပေါင်းဆောင်ရွက်နိုင်မှလဲဗျာ ကြတော်တော်မမတ်ရရန်လှုပ်တဲ့ဟာပေါ့နော်။အဲဒီကောင်းဒီလှုပ်တဲ့ဟာကပြည်သူတွေကတော့သိနေပါပြီ။အဲအကုန်စဉ်းစားတဲ့တဲ့သူအကုန်လုံးကသိတယ်။နယ်ဘိန်းလုံးနေမဟုတ်ဘူး။ဒီကောင်းဒီဘက်ကကောင်းဒီကိုပဲသတင်းဖြန့်နိုင်ဖြန့်နိုင်မယ်ပေါ့နော်။အဲ့လိုဖြန့်နိုင်ဖို့လည်းတမင်ရွေပြီးတော့လှုပ်တယ်ပေါ့နော်။နောက်ခုကဒါတစ်ဖက်ကနေပြန်စဉ်းစားမယ်ဆိုတဲ့ခါကျရင်တပ်ဖွဲ့တွေရဲ့ဒါလှုပ်ဆောင်မဲ့ဟာတွေနောက်လှုပ်မဲ့ဆိုတဲ့ဟာတွေကိုတန့်သွားအောင်လို့ဒါလှုပ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်။ရွေတာလည်းဖြစ်နိုင်တယ်။ဘာလို့လဲဆိုတော့အေးမင်းတို့ငါတို့စီအကောင်တွေဒီလိုလာလှုပ်ကြည့် မင်းတို့လေးထားပါလေဆိုရဲပြည်သူတွေကိုအဲ့လို6နှစ်ရွယ်ကလေးအားစမချမ်းဘူးငါတို့ဒီလိုအပြစ်ပေးရေးယူရည်လုံမယ်ဆိုပြီးတော့ဒါတမင်ပြလိုက်တဲ့ပုံစံမျိုးပြည်သူကိုတစ်ဖက်လက်နဲ့ပေါ့နော်တော်လိုင်းတစ်ဖက်တွေနဲ့ပြည်သူကိုတစ်ဖက်လက်နဲ့ချင်းချောက်ပြလိုက်တဲ့ပုံစံမျိုးပြည်သူနဲ့ရန်တိုက်ပေးလိုက်တဲ့ပုံစံမျိုးအဲ့လိုပုံစံမျိုးလို့လည်းဒါကျွန်တော်မြင်တယ်ပေါ့နော်အဲ့လိုကြတော့ဒါရှေ့မှာကျွန်တော်တို့ဒါကြိုတင်ပြီးတော့တုံသက်ပြခဲ့တဲ့ဟာတွေရှိတယ်အဲ့ဥစ္စာတွေကအခုချိန်မှာကွက်တိဒါလာပြီးတော့မှန်နေတယ်ပေါ့နော်အဲ့တော့ဒီဥစ္စာတွေကဒါစစ်ကောင်စီရဲ့တကယ်တယုံမှန်ဖြစ်တယ်ဆိုတဲ့ဟာကိုလည်းဒါသိစေချင်တယ်ပေါ့နော် နောက်တစ်ခါတော့ DNL သိမ်းပိုက်ထားတဲ့နေမြေ12ခုပေါ့နော်12မြို့အဲ့ဟာကိုပြန်ပေးဖို့မရှိဘူးပေါ့နော်အဲအဲ့လိုမျိုးပြန်ပေးဖို့မရှိပေမဲ့တစ်ဖက်မှာတေးရွတ်ဖီးရတဲ့ရင်ဆိုင်နေရတယ်ဆိုတဲ့ဟာကိုသတင်းတစ်ခုမှတွေ့ရတယ်အဲ့တော့အဲ့ဥစ္စာကလည်းဒါဒီပိတ်ဆို့မှုပေါ့နော်ပိတ်ဆို့မှုပိတ်ဆို့မှုကဘာမှမဖြစ်ဘူးဘာမှမဖြစ်ဘူးလို့တော့ဒါစိတ်သက်ရတော့ဟုတ်တယ်ဒါပေမဲ့တကယ်လိုအပ်ချက်တွေအရဆိုရင်တော့ပိတ်ဆို့မှုကတကယ်ထိခိုက်တယ်ပေါ့နော်မင်းအွန်လိုင်းကိုအခုနိုင်ငံကပိတ်ဆို့သလိုပဲမင်းအွန်လိုင်းဒုက္ခများသလိုပဲ ဒီပြည်သူလူထုရောဒီတော်လိုင်းတပ်ဖွဲ့တွေရောအဲ့လိုမျိုးပိတ်ဆို့ခံရတဲ့အခါမှာဒုက္ခရောက်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ဒီနေဆက်မှာရှိတဲ့တပ်ဖွဲ့တွေဖြစ်တဲ့အတွက်ဒါတရုတ်ကနေပြီးတော့သူ့ဘက်ကချမ်းကနေပြီးတော့ဒီဘက်ကိုကုန်စည်စည်းသွင်းမှုတွေအကုန်ပိတ်တယ်။ဒါဒါလုံးဝဖြတ်တန်းခွင့်တွေပါလေအကုန်ပိတ်ပလိုက်တယ်။အဆက်အသွယ်အကုန်ဖြတ်ပလိုက်တယ်ပေါ့နော်။အဲ့အဲ့လိုဖြစ်တဲ့အချိန်မှာမင်းအောင်လှိုင်ဘက်ကလည်းပြည်မတွေကနေပြီးတော့ဒီတပ်ဖွဲ့တွေစီရောက်နိုင်မဲ့ထွက်ပေါက်တွေအကုန်လုံးကိုကုန်စည်စည်းသွင်းမှုတွေအကုန်ဖြတ်တောက်တယ်ပိတ်ဆို့တယ်ပေါ့နော်။အဲ့တော့အဲ့လိုလှုပ်ခံရပြီဆိုတဲ့အချိန်မှာသူကထပ်ပြီးတော့ဘုံကျဲတာမျိုးတွေလှုပ် လို့တော့ဒါတတော်များများကတော့ဒီလိုမျိုးတွေဖြစ်လာပြီဆိုတဲ့အချိန်မှာခံစားကြရတာပဲဗောနော်ခံစားကြရတယ်ပြည်သူတွေနေစဉ်နဲ့မြဘုံကျဲတိုက်ခိုက်ခံနေရတယ်အဲ့ကြတော့တရုတ်ရဲ့အလို့ကြလိုက်မလုတ်ဘူးမင်းအောင်လည်းရဲ့အလို့ကြမပေးနိုင်ဘူးဆိုတဲ့အချိန်မှာဒီလိုမျိုးယုံမာမှုတွေကတော့လုံမှာပဲအဲ့ကြအဲ့လိုမျိုးတွေလုတ်တဲ့ခါမှာကျွန်တော်ဘာတွေကြုံနိုင်လဲအဲ့ကြတော့ဒါကြုံနိုင်တဲ့ဟာခုနလိုပေါ့နော်အဓိကတော့ဘုံကျဲတိုက်ခိုက်မှုတွေမင်းတို့ကဒီလိုပိတ်ဆို့ထားတယ်မင်းတို့တွေဟိုဘက်ကလည်းပိတ်ထားဒီဘက်ကလည်းပိတ်ထားတယ်အဲ့ဒီတော့အတွင်းမှာငါတို့စကားကိုလက်ခံရင်လက်ခံလက်မခံဘူးဆိုရင် မင်းတို့တိမ့်ပိုက်ထားပါတယ်ဆိုတော့နေပြီးတယ်ကေအေးစည်းစည်းနေရမှမထင်နဲ့အဲ့ဒီမှာရှိပါတယ်ပြည်သူတွေအေးစည်းစည်းနေရမှမထင်နဲ့အခုလိုဘုံကျဲတိုက်ခိုက်မှုတွေဇက်တိုက်လုပ်မယ်ဆိုပြီးလှုပ်တယ်အချိန်ပေါင်းထောင်ကျော်နေပြီအခုဆိုရင်အဲ့လိုပုံစံမျိုးကတမင်ကိုလှုပ်တာပေါ့နော်အဲ့ကြောင့်အ ਨੇ ဆုံးကြောပြန်စင်းစားကြည့်မယ်ဗျာကျန်တဲ့စားနေရိတ်ခါပါညာကျွန်တော်တို့မခက်ခဲဘူးဆိုရင်တော့မှဈေးဝါးမှာခက်ခဲလာဒါအမှန်တရားပေါ့နော်ဘာလို့လဲဆိုတော့အခုနောက်လိုဘုံကျဲတိုက်ခိုက်မှုလှုပ်တဲ့ခါမှာထိခိုက်ဒဏ်ရာရတာရှိတယ်တေဆုံးတာတွေရှိတယ်အဲ့လိုမျိုးတွေအတွက်လိုအပ်တဲ့ဈေးဝါးတွေဒါခက်ခဲလာရရှိတယ် တက်ဖွဲ့တွေအတွက်လုံလောက်တယ်ဆိုရင်တော့မှပဲပြည်သူတွေပါအခုလိုမျိုးခံစားရလာပြီဆိုတဲ့အခါဒါလုံလောက်မှုတွေကတော့ညှို့နေလာတာပဲပေါ့နော်လိုအပ်ချက်တွေများလာတယ်အဲ့တော့အဲ့ဥစ္စာတွေကလည်းကြမ်းကြမ်းခိုင်ကြော်ဖြတ်နိုင်မှရမယ်အဲ့တော့ပြည်သူတွေအနေနဲ့ကလည်းပေါ့နော်ခုနလိုပေါ့အဲတေယုတ်ကချေလေတာကိုလည်းမခံဘူးကွာအေးမင်းအောင်လိုင်းကိုလည်းငါတို့ကတုံ့ပြန်မယ်ကွာဆိုရင်တော့ဒီဥစ္စာကိုကျွန်တော်ကြမ်းကြမ်းခိုင်ပြီးတော့ကြော်ဖြတ်ဖို့အတွက်ရှိတယ်ပေါ့နော်ဒီတော်လိုင်းတက်ဖွဲ့တွေကလည်းဒီလိုပဲစိတ်ပိုင်းဖြတ်ထားလိမ့်မယ်အဲ့အဲ့ဥစ္စာကလည်းနည်းနည်းတော့အခက်ခဲတော့မဟုတ်ဘူးပေါ့နော်နောက်ထပ်ကြုံရနိုင်တဲ့ဟာကတော့ဒါ ဒီထိုးစစ်ဆင်တဲ့ဟာတွေပေါ့နော်အခုဆိုမြေပြင်မှာစစ်ကြောင်းတွေပြန်ဖွဲ့ပြီးတော့ထိုးစစ်ဆင်တဲ့အလုပ်တွေကပိုပြီးများလာတယ်အညာဘက်မှာပဲကြီးကြီးအတနိုင်ငံလုံးအနှက်အခုအဲ့လိုမျိုးလှုပ်ဖို့အတွက်ကိုမြေပြင်စစ်ကြောင်းထိုးဖို့တွေပိုပြီးတော့လှုပ်ရှားလာတာတွေတွေ့ရတယ်ဒါပေမဲ့မြေပြင်မှာတကယ်အခြေအနေကောင်းရလားဆိုတော့ကျွန်တော်တို့တွေ့ရသလောက်ကတော့အခြေအနေကောင်းနိုင်စရာမရှိဘူးလက်နက်ခဲရမပြည့်စုံတဲ့နေရာကနေမြေကဒလိုင်းတက်ဖွဲ့ရီတက်ကတော့ဒါအခက်ခဲပေါ့နော်အခက်ခဲတစ်ခုဖြစ်တယ်ဒါပေမဲ့လက်နက်ခဲရပြည့်စုံနေပါလေဆိုတော့အဖွဲ့တွေကတော့ဒီဥစ္စာသူတို့အတွက်ပါမွားဆိုပြီးပြောဘာလို့လဲဆိုတော့ အခုစစ်ကြောင်းတွေဖွဲ့ပေးပါတယ်ဆိုတဲ့ဟာတွေကအရေးပေါ်စစ်ကြောင်းတွေမင်းမရောက်နိုင်ဘူးဒီစစ်တပ်ကကောင်တွေကအခုလိုစစ်ကြောင်းထိုးခိုင်းလို့စစ်ကြောင်းဖွဲ့ပြီဆိုတဲ့အချိန်မှာအရေးပေါ်ဖွဲ့ရစစ်တပ်ကဗတိယောက်လာခဲ့ဟိုချင်းမင်းချင်းမင်းဟိုတပ်ကတယောက်လာခဲ့ဟိုချီလင်တပ်ကဗတိယောက်လာခဲ့အဲ့လိုပုံစံမျိုးနဲ့အရောက်တရာမပြစ်ပြအောင်ထုတ်အဲ့လိုပုံစံမျိုးနဲ့အရောက်90မပြစ်ပြအောင်ထုတ်ဆိုပြီးอ่ะအဲ့လိုမျိုးတက်လာတယ်ခြိတက်လာတယ်ကောင်တွေအဲ့တော့ကျတော့တိုက်မယ်ခတ်မယ်အဲပြင်ပြစ်မယ်တိမ့်ပိုက်မယ်ဆိုပြီးတော့ခြိတက်တဲ့ကောင်တွေမဟုတ်တော့ အောက်ကောင်နေတခုခုမဖြစ်ဖို့လိုတယ်ဖြစ်ပြီဆိုတာနဲ့ငါတို့တွေကဖြူဖျဲဖြစ်မဲ့ကောင်နေဆိုတာသူတို့ကိုယ်တိုင်လည်းသိတယ်အဲဒါပေမဲ့လည်းမြေပြင်မှာတော့အဲ့လိုပုံစံမျိုးတွေလုပ်နေတော့မယ်အပြီးတော့ပြည်သူလူထုရဲ့ဒါဥယျာဉ်စည်းစိမ်တွေကိုဖျက်ဆီးဖို့အတွက်ကိုတာဆုနေတော့မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တပ်ဖွဲ့တွေဘက်ကအဖြေကဘာလဲဆိုပြည်စုံမှုပြည်စုံမှုအဓိကအဲ့လိုမျိုးစစ်ကြောင်းထိုးလာတာကိုဘယ်တပ်ဖွဲ့ဝင်ရမှမကြောက်ဘူးအဲ့လိုမျိုးကြိုက်လောက်စစ်ကြောင်းထိုးလာခဲ့အချို့နေရာတွေမှာဆိုဘယ်လောက်ထိဖြစ်နေလဲဆိုတော့ချိုးတပ်ဖွဲ့တွေကအရင်တုန်းက အဲအရင်တုန်းကတော့ဒီမြောက်လိုင်းစစ်ကြောင်းတွေကိုသွားပြီးတော့သူကစောင့်ကြိုပြီးတိုက်ခိုက်တယ်ဂျားပြတ်တိုက်ခိုက်တယ်ပြစ်ခတ်တယ်ပြင်ပြေးတယ်လက်နဲ့ကောက်လို့ရရင်ကောက်တယ်ကောက်လို့မရရင်ပြေးတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့တိုက်ခိုက်ခဲ့ကြတာအခုချောင်းဘက်ကအဖွဲ့တွေဆိုရင်ချိုးဖွဲ့ဆိုရင်ဘယ်လိုတွေဖြစ်လဲတော်တော်များများပါပဲဒါနေရာဒေသခွဲပြော်တာတော့မဟုတ်ဘယ်လိုဖြစ်လဲဆိုတော့တိုက်ချင်လုံးလုံးကအိုက်ကောင်တွေကိုသွားပြီးတော့ရန်စားကြတာအဲ့လိုကိုရန်စားတာအယောင်နေငါတို့ဒီဘက်မှာအဲ့လိုမျိုးပါနော်အဲ့တိုင်းရန်စားပြီးတော့ဒါကိုကိုဟိုဟာဖြစ်တဲ့နေရာမျိုးထိတိုက်ပွဲလိုက်ပြီးတော့ဖော်ဆောင်တဲ့ပုံစံမျိုးတွေရှိလာတယ် ချိန်ခေါ်ပြီးကိုတိုက်တယ်ပို့ဆိုရပုံစံမျိုးရှိလာတယ်။အဲကြအဲ့လိုမျိုးချက်ချောင်းထိုးလာမှာကိုကြောက်တဲ့တော်လိုင်းတက်ဖွဲ့ဝင်တယောက်မှမရှိဘူး။ဒါပေမဲ့သူတို့တွေအဲ့လိုမျိုးချက်ချောင်းထိုးတဲ့အခါမှာပြန်ပြီးတော့တိုက်ခိုက်နိုင်မှုအတွက်ကတော့ပြည့်စုံဖို့လိုတယ်။အဲ့ပြည့်စုံဖို့ကလည်းသူတို့ကစီးပွားရေးလုပ်နေရမဟုတ်တဲ့အတွက်ဒါကျွန်တော်တို့တော်လံပြည်သူတွေကနေပြီးတော့ဗောနော်ဒါချစ်ကုန်ပြီးတော့လူတန်းပေးကြတာတွေကအရန်ရေးပါတယ်ထောက်ပံ့ပေးကြတာတွေကအရန်ရေးပါတယ်တကယ်သာပြည့်စုံတယ်ဟဲ့ဆိုရင်ဒီနေ့ဒီတက်ဖွဲ့တွေပြည့်စုံကြည့်နောက်နေ့အဲ့စစ်ကောင်စီစစ်ကြောင်းပျောက်တယ် အဲ့လိုပုံစံမျိုးထိကိုတည်ကြတဲ့တပ်ဖွဲ့တွေကအဲ့လုံးဝကြီးကားမရှိလက်နက်မရှိကြီးစားနေနေတောင်မှဒါတက်မသိမ်းရလို့ဒေါသထွက်နေတဲ့တပ်ဖွဲ့တွေကအများကြီးရှိသူတို့ရဲ့ကြီးပေါက်တွေထဲမှာကြီးစားနေပြည့်နေမယ်ဆိုရင်သူတို့ရဲ့ကြောပွဲတွေထဲမှာသူတို့လိုချင်တဲ့ခဲယမ်းတွေအသင့်ရှိနေမယ်ဆိုရင်သူတို့ကင်နေတဲ့လက်နက်ခဲယမ်းတွေကအကောင်းမွန်ဆုံးဖြစ်နေမယ်ဆိုရင်ဒါကျွန်တော်လိုချင်တဲ့အောင်မြင်မှုကတော့တရားကရကိုရတယ်ဗောနောပြည်သူတွေမျှော်လင့်စောင့်စားနေတဲ့တကယ်ဝမ်းသာစရာသတင်းကောင်းတွေကနေရာတိုင်းအနှံ့ကိုရှိနေမှာဖြစ်တယ်အဲကျွန်တော်တို့တနင်္လာနေ့ဝိုင်းပြီးတော့ကုညီကြမယ် တက်လက်သောပံ့ပိုးကြမယ်တကယ်ကိုအရှိန်ဟုန်ပြင်းပြင်းနဲ့ခြိတက်နေတဲ့အခြေအနေတရက်ကိုရောက်နေပြီအဲ့ကျွန်တော်တို့တွန်းနိုင်တွန်းနိုင်သလောက်ရွေးမဲ့အခြေအနေမျိုးမှာကျွန်တော်တို့ဝိုင်းပြီးတွန်းကြဖို့လိုတယ်ဆိုတော့ဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်